ဒီပိလေအတန်နေလေသမေးစားနေရွာနေကြရတာဒါအခုမှပိုက်ချလာတာနော်အဲ့လေဦးနေကနေပြဘူးလို့ပြောငါတန်းနေတာကြီးอ่ะဟမ်ဟာတော့ဘူးလေဘယ်တော့ဝေးတော့မှာမဟုတ်ဘူးလားကနန်းကနန်း 我来拍你。嗯、现在呀，楼梯。楼梯来。我那边那个梯子。 အင်ဂျင်မြန်မာနိုင်ငံမှာတာလာပါတဲ့ပင်လယ်ကမ်းခြေပေါင်းများစွာရှိပါတယ်။ဒီပင်လယ်ကမ်းခြေကိုအမိပြုပြီးတော့ဒေသခံတွေအနေနဲ့လည်းဝမ်းရည်အတွက်စိတ်မပူပါသလိုဒီဒေသကိုလာရောက်လက်ပတ်တဲ့ဧည့်သည်တွေအနေနဲ့လည်းစိတ်ရောကိုယ်ပါအပန်းပြေစီတာအမှန်ပဲဖြစ်ပါတယ်။ မြောက်ဖူးလေးတဲ့ကန်ကြီးလေးသားတွေကိုတောင်ရောက်ကားတာကိုနှစ်သက်တဲ့ဒွတ်တီတစ်ခေါက်မှာတော့ဒီအဝရီတိုင်းဖြာဖို့ခရိုင်ဖြာဖို့မျိုးနဲ့အတွင်းကဒေါ်နေကန်ကြီးကိုတောင်ရောက်ခဲ့ပါတယ်ကဲဟိုအမန်းမျိုးတော်မှာပေါက်စီနဲ့စလူကြောင်ဝင်ဝယ်ရပါမနက်စာစားပါမယ်ပြီးရင်ဖြာဖို့ဘက်ကိုခရီးဆက်ပါမယ်အင်းဒီစားမှာ ဒီတစ်ခါခေးထွက်ဖို့အိမ်ရလေမနက်9:00နာရီခွဲထွက်ခဲ့ပါတယ်။ဒါပေမဲ့လိုင်းသားရောက်တဲ့အခါမနက်6:00နာရီထိုးပါပြီ။လိုင်းသားကနေတွန်တေတွန်တေကနေကော့မှုနောက်ဒီတေရဲ့ဖြာဖို့ဖြာဖို့ကမှတစ်စက်ဒေါ်ငိမ့်ကန်းကြီးကိုသွားရောက်မှာဖြစ်ပါတယ်။ လန်ခီးတျောက်မှမြင်ရတဲ့မနက်ခင်းမြင်ကွင်းတွေကိုရိုက်ကူးပြသသွားတာဖြစ်ပါတယ်။ ဒီတရဲကိုသွားရဲ့လမ်းပေါ်မှာဖြစ်ပါတယ်ရန်ကုန်ကနေဒီတရဲကိုမိုင်၄၈မိုင်နီးပါးလောက်ကွာဝေးပြီးတော့အချင်းအားဖြင့်နှစ်တနားကြီးခွဲကျော်အဲနှစ်နားကြီးနီးပါးလောက်ကောင်းမောင်းခဲ့ရပါတယ်ဒီတရဲကိုရောက်တဲ့အခါမနက်၈နာရီထိုးနေပြီဖြစ်ပါတယ် ဖြတ်ဖို့ဒေဒီယားလဲကလည်းကောင်းမွန်ပြီးတော့ကောင်းမွန်ရတာအဆင်ပြေပါတယ်။အဲဖြတ်ဒေဒီယားနေပြီးတော့ဖြတ်ဖို့ကိုကြတော့နောက်တဲ့အချိန်တနားရီထပ်ပြီးတော့ကောင်းမောင်းခဲ့ရပါတယ်။ဒါကြောင့်ဖြတ်ဖို့မျိုးဝင်တဲ့အခါမှာမနက်9နာရီထိုးနေပြီဖြစ်ပါတယ်။ဖြတ်ဖို့မျိုးကြီးကလည်းတစ်ခါရောက်တိုင်းမှာတစ်ခါမြင်ရတဲ့မြင်ကွင်းတွေကအမြဲပူပူပြီးတော့တိုးတက်လာတာကိုတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ရန်ကုန်ကနေဖြာဖို့ဆိုရင်မိုင်60ကျော် ကွာဝေးပြီးတော့အဲကားမောင်းမဲ့ဆိုရင်2နာရီ45မိနစ်3နာရီနီးပါးကြာမြင့်ပါတယ်ခုမြင်တွေ့နေရတာကတော့စီးပွားရေးကောင်းလာတဲ့ဖြာဝုံမြို့ကြီးလေမြို့လေကောင်ဖြစ်တဲ့အချက်ကြအချားတဲ့နေရာပဲဖြစ်ပါတယ်။ မုံမျိုးကနမကြီးနေရာရယ်နဲ့တကူကြီးဖျားတဲ့အကြောင်းကိုတော့ဒီအခုပြတ်သားထားတဲ့ vlog လေးမှာရခုပြတ်သားပြပါတယ်ဒါကြောင့်ကြည့်ကျင်နေဆိုရင် develop လေးမှာသွားရောက်ကြည့်ရှုလို့ရပါတယ်အခုကဖြာပုံကနေဒေါ်ငိမ့်ကန်းကြီးကိုတိုက်ရိုက်သွားမှာဖြစ်ပါတယ်ဒေါ်ငိမ့်ကန်းကြီးဒေါ်ငိမ့်ရွာကိုသွားမှာဖြစ်ပါတယ် ဘုံကျုကတို့ဒေါ်ငိမ့်အမာလန်းလည်းပြီးတော့သွားရောက်မှာဖြစ်ပါတယ်ဖြာပုံတိကကားလန်းနေကောင်းမှုပြီးတော့ကားဟိုတတောက်တတာနဲ့မောင်းလို့ဟိုစီးနင်းလိုက်ပါလို့ရတယ်ပေါ့နော်ဒီအခုသွားမဲ့လမ်းကြတော့နည်းနည်းကျန်းတယ်လို့ပြောတယ်ဒါကြောင့်ဘလို့လေးလမ်းကျန်းလဲဆိုတာကိုဆက်ပြီးတော့ကြည့်ပေးပါဦး နေဂျုံကတိုးကိုသွားမယ်ပေါ့နော်ဖျားပုံကနေဂျုံကတိုးကို15မိုင်ရှိပါတယ်နောက်ဂျုံကတိုးကနေပြီးတော့ဒေါ်ငိမ့်ထီက14မိုင်ရှိပါတယ်ဒေတာကြောင့်မိုင်အပြည့်29မိုင်3မိုင်30နီးပါးတရှိရပေါ့နော်ဒီမိုင်30ကိုအချိန်ဘယ်လောက်ကမောင်းရလဲဆိုတာကိုဆက်ပြီးတော့ကြည့်ပြပါဦးအဲအခုကဒါကဖြာပုံကျုံကတော့အဲတော်ငိမ့်အမလန်ပေါ့နော်တော်လည်းလက်ရှိတော့ အဲလမ်းကကောင်းလိုက်မကောင်းလိုက်ပေါ့နော်ဟိုတချို့နေရာရကြဂျိုက်ကွက်တွေနဲ့အများကြီးရှိရဲဒါပေမဲ့လမ်းဟိုအဲ့လိုမျိုးကြီးပဲတောက်ချောက်ဖြစ်နေရမှာမဟုတ်ဘူးပြီးတော့လမ်းအရန်ကောင်းသွားရင်လည်းအမြန်မောင်းလာလိုက်ပေါ့နော်ဟိုမကောင်းရင်ဖြည်းဖြည်းလေးမောင်းလိုက်ရင်လည်းမောင်းနေရပါအခုကကမနေ့9နာရီခွဲပါတော့မယ်အခုကြုံကတို့ရောက်မှာပေါ့နော်ကြုံကတို့ကိုသွားသွားပါမယ် ရေရှိနှစ်ပေါင်းများစွာကမိုးနေနေထိုင်ခဲ့တဲ့အရက်ဒေသမလို့မိုးနမယ်တွေနဲ့ရွာတွေကိုတွေ့မြင်ခဲ့ရပါတယ်။အခုဆိုရင်သမိန်ထောရွာကိုရောက်ပြီဖြစ်ပါတယ်။ဒီလန်ခီတချောက်မှာဆိုရင်ဇေဒီပထိုးပေါင်းများစွာဖုံးချောင်းပေါင်းများစွာကိုတွေ့မြင်ခဲ့ရပါတယ်။ ဖျာပုံကလည်းကြုံကတိုးနောက်ဒေါငိမ့်အထီကိုလိုင်းကားတွေပြေးဆွဲလာဆိုလိုင်းကားတွေတော့မတွေ့ဘူးပေါ့နော်နောက် pro box လေးတွေစုပေါင်းကားလိုမျိုးပေါ့နော်ဟိုတက္ကစီရင်တွေပြေးဆွဲတာကိုအများကြီးတွေ့မြင်ခဲ့ရပါတယ်ကျံကျုံပတ်တာနာမရတယ်ဒီဒီတိုင်းအဲ့ဒီတိုင်းပဲ drone ။ဟာလေအချိန်အားဖြင့်တနအီလကောင်းမောင်းပြီးတဲ့အခါမှာတော့ကျုံကတူးမြို့ရောက်ပါပြီ။15မိုင်ကိုအချိန်တနအီကောင်းမောင်းခဲ့ရတာဖြစ်ပါတယ်။ ကျော်ကတော့ကလည်းဒေါ်ငိမ့်ကိုသွားမဲ့လမ်းကိုစတင်ပြီးဖြစ်ပါတယ်။လီလန်းကဖျားဘုံကျော်ကတော့သွားရဲ့လမ်းထက်ပို့ပြီးတော့လမ်းကျမ်းပါတယ်။အဲဒီလန်းက14မိုင်ခွာဝေးမယ်သူလည်းအချိန်တနိုင်ဒီဘက်ကမောင်းရတာဖြစ်ပါတယ်။လာကြံလည်းဘတ်တော့ရအောင်စားလိုက်ရ။ဘိကမောင်းလို့ပြရတာ။ဝါချောင်းကြီးရ။ ေါ်မှာကောင်းအောင်ပြင်ထောက်မှာတော့ဒေါ်ငင်းကန်းကြီးကိုရောက်ပြီးဖြစ်ပါတယ်ဒေါ်ငင်းရွာကိုရောက်ပြီးဖြစ်ပါတယ်ဒေါ်ငင်းရွာလေးကတတရရဲ့အေးအေးချမ်းချမ်းနဲ့အဲဒါစီးပွားရေးကောင်းမွန်တဲ့အနေအထားမှာတွေ့မြင်ရပါတယ်ဒါကဒေါ်ငင်းရွာရဲ့ဈေးလေးဖြစ်ပါတယ်ဈေးကမနက်ပိုင်းဖွင့်ပြီးတော့အခုမှတော့ဒီချိန်မှာတော့ဈေးကပိတ်သွားပြီပေါ့နော်အခုကဒေါ်ငင်းရနေပြီးတော့အေးကုန်းဆိုတဲ့ရွာလေးကိုသွားမှဖြစ်ပါတယ်။အဲဒီမှာအတိအိမ်မှာထမင်းသွားစားမှဖြစ်ပါတယ်။ကဲလမ်းလျှောက်မြေဝင်းနေရလဲဘလောက်လှလဲဆိုတာကိုကြည့်လိုက်ပါဦး။ 没得套们。 စစ်တနိုင်မှာဒေါ်ငိမ်ရွာကိုရောက်တယ်ပေါ့နော်အဲဒေါ်ငိမ်ပင်လေကန်းကြီးကခဏလေးမှသွားပါမယ်အခုဒီမှာအတိအိမ်မှာထမင်းအတိဒီအတင်းထမင်းစားကြွေးလို့ပေါ့နော်ထမင်းသစားပါမယ်အဲဖြတ်ဘောကနေဒေါ်ငိမ်ကိုကားနှစ်နာရီမောင်းရပါတယ်ဒါကကောက်လိုက်မကောက်လိုက်ဆိုတော့နည်းနည်းကြာသွားတာပေါ့နော်ကဲအခုထမင်းသစားပါမယ်ရွာလေးကตายရတယ်ပေါ့နော်ကဲအခုထမင်းစားဖို့သွားတဲ့လမ်းလေးရတယ်အိမ်လေးရတယ်တော်တော်ရရလေးပဲ ဝါးပင်နေတော်တော်များတယ်ဒီမှာကပင်လည်းပဲရောက်သွားပြီကမ္မလို့ရတော့ပြန်လှည့်ရလို့ရှင်နည်းနည်းစနာခက်တန်းနေမှာဟုတ်ကဲ့ကျတော့ကျပါလားနောက်ပြန်ဆုပ်လိုက်တာဝေယုံပဲဟုတ်ကဲ့အဲစိုက်ပျိုးရေးချာဘာကြီးစိုက်တယ်မသိဘူးနော်ဒါရဲ့ဒီများတော့ဆိုဒီများ

နေဟိုးဘက်ကပင်လယ်တန်နေကြားနေရပင်လယ်ရဲ့ဟိုးဘက်မှာရှိရတဲ့ပင်လယ်အရမ်းမြင်ကျင်နေပြီဒါပေမဲ့ဘိုက်ကလည်းအရမ်းစားလိမ့်မယ်တမိရဲ့စားလာအောင်ဟုတ်ကဲ့ကဲထမင်းစားမယ့်အိမ်လေးကိုရောက်ပါပြီထမင်းစားပါဘူးဒါခြာနောက်မှာတီဟိုပင်နေစိုက်ထားတီဟိုပင်နေတဲ့တီဟိုတဲ့ရက်ဟာခုမစက်တေစက်တေကမွေးထားဒီမှာတီဟိုတဲ့ရက်အချမ်းကြီးအကျွေးရွတ်တာခြာနောက်မှာ တက်တင်ဝေးထားမွေးမြူရေးလဲလုပ်တယ်တော်တော်သားရတယ်ရွာလဲထင်တာပေါ့ဒါဟုတ်ကဲ့ဟိုအဲ့အဲ့ဒီမှာစောင့်နေရအကြောဟာမမမဒီဘက်အေးကုန်းပတ်စီဒီဘက်လာပြီးရည်ရည်ရတာတော့တကယ်မှချန်ထဲမှာလက်ရိပ်ပြနေငါပြောဘူးနဲ့မပြောပြန်နဲ့ပြန်လာနေချမ်းရကျေကြီး နေရာဒီမှာတော့မဒီမှာတိတ်မအေးဘူးလေရတိုက်တာအေးညာဟုတ်ပြီပါလေအေးစီပေါ့အမင်းစားပါမယ်ဘာမှတော့ကဒါကကစရကြောဒါချက်တိုင်းမင်းအများကြီးပဲဓမင်းအလောက်တိုင်းမစားနိုင်ဘူးကျူကျူကျော်ဘီဒိုစမင်းအများကြီးမစားနိုင်ဘူးဒါပင်လေငပီးရဲ့စားရစားရဟုတ်စားရ ိမ်ချက်လေးတွေပါအိမ်ချက်လေးတွေပါစားပါပြီသူ့ရဲ့နေရာလေးတင်တာဒါအိမ်ချက်လေးပါတလားပါအိမ်ချက်လေးတလားပါစားအဘမာလာဘူးဟာတို့စားရလို့ဘွေးနာပဲမာလာဘူးတဲ့ပြည့်နေတို့စားမယ်နော်ဘွေးနာပဲညီခင်းနေခဲ့ကွာစားမမောဟုတ်ကဲ့စားတယ်ကိုစားတယ်ဟုတ် ဟာလာဘူးကခြံနောက်ကပေါက်တာပါလားတည်းတည်းခြံထွက်တယ်အခုဒါခြံထွက်တယ်ကြီးပဲတိုးစီအားတွေကကဲအခုနေလေးစာစားပြီးသွားပြီနေလေးစာစားလို့အရန်ကောင်းပါလေအင်းသူချက်ကြွေရလေးဒီကအင်ဂျက်ဟိုဗမာချက်လေးရဲ့ကျန်တာလေးကခြံထွက်တယ်ပေါ့နော်ခြံထွက်သီးနဲ့အဲမာလာအဖူးတို့စနွင်းဖူးတို့တိုးစီအားတွေပေါ့နော်နောက်တည့်ရက်သီးအဲ့ဒါတွေကခြံထွက်တယ်ဒီပဲ ကိုဓာတ်ချန်ထွက်ပဲလားอืมဟိုကဘုမပင်ရကူတာဟောကဘုမပင်ရကူတာရအောင် ကန်းကြီးကိုကြည့်ပါဦးချောင်းသာကန်းကြီးလောက်ရှိတယ်လှလိုက်တာလှလိုက်တာနှိုင်းနေဆိုတာလည်းကြည့်အောင်ကဲကန်းကြီးကိုနိကက်ပြမယ်ဆိုတော့ဒီပြလေအတန်နေလေသမေးစားနေရွာနေကြရတာပြုတ်လှိုင်းနေရအဲ့လိုတဝေါ်ဝေါ်နေကိုအတန်ပေးပြီးတော့တက်လာတာ အခုဒီနားလေးမှာပေါ့နော်ကန်းကျင်မှာကဟိုတဲကိုကန်းနေစားတော့ဆိုင်နေမရှိဘူးပေါ့နော်ဒီနားမှာနားနေဆောင်လေးရှိတယ်အဲ့နားနေဆောင်လေးမှာခဏနားပြီးတော့ပင်လဲကိုပင်လဲကန်းကျင်မှာခဏလေးရှိပါမယ်

ဖြည်းဖြည်းချင်းမောင်းနေရတော့အချိန်ကြာသွားတာပေါ့နော်အဲလမ်းကောင်းသွားပြီဆိုရင်ကန်းကြီးကအရန်လာဖို့ကောင်းတဲ့ကန်းကြီးပါအရန်သာရပြီးတော့ရုပ်ဖို့ကောင်းပါတယ်ကန်းကြီးကျဲပါတယ် လာတဲ့တွေပေါ့နော်သူပိုက်တယ်ငါဖမ်းပြီးတော့ပြန်လာကြတာငါဖမ်းလေ ကြီးလားအားလို့ပို့ပြီးကြီးအောင်လုပ်ပေးမှာမရဲ့နော်ဒါလေးရကြတော့ဘာမားလေးလဲဟာဆိုမဟုတ်ဘူးလေငါပြားနေတယ်ငါပြားတဲ့ပစိုးကြောက်ရိုက်တဲ့ဟာလေးပေါ့ဩစားပိုင်ရောင်းငိုင်းမရောင်းလားငါရမဲပဲလေငါတန်းနေတာကြီးอ่ะဟမ်ဟာတော့လို့လေဘယ်လိုမဲပဲမောင်မောင်ပဲအိုက်ကြ ါတွေကအကူကဖမ်းလာတာရန်ကုန်ကြည့်ခံနေတဲ့ဟိုပါပေါ့နော်ရန်ကုန်နောက်ထပ်၄နာရီလာမောင်းရမယ်ဆိုပေမဲ့ရန်ကုန်ကြည့်မပုတ်ဘူးပေါ့နော်အကူကဖမ်းလာတဲ့အကျိုးလည်းလို့ပြောတယ်ဘာလို့ဆက်မှာတော့ငါပြားကဒါငါပြီးလုတ်တဲ့ငါတဲ့ဘဇုံမဲယူလိုက်ပါတော့မရတော့ဘူးဟုတ်ကဲ့ဟုတ်ကဲ့အောင်မတော့ဘူးမသာအင်တာဗျူးကလုတ်မယ်လေတခါရဲ့အင်တာဗျူးကလုတ်လုတ်လုတ်အဲအဲဒါအဲဒါအမတို့ဘယ်ရလဲ ်ဖရရဖရလေဖရရကဖရလေပုံတော့ဒါဖရလေပုံနဲ့အာအာအလားဒါဘာလဲဘယ်သူဖမ်းလာရလဲမေဟိုနေဖမ်းလာတာလေဆိုတော့ဟဲ့ရှိတယ်တော့ယူခိုင်းလိုက်တယ်လေလေဦးနေအောင်ကြံ့နေတယ်ဘယ်သူလို့ပြောသူကြီးကသူကအင်တာဗျူးတိုင်းပြောနေတယ်ဒါအပြောကြီးတော့မင်းတို့ရှိတော့အပြူကြီးပါဖမ်းလာတယ်လို့ပြောမှလားဟုတ်တစ်ထောက်စီတာဟုတ်ပြီတစ်ထောက်ပဲရေ

။ဟောအဲ့မှာမှာငါးလေးတွေပါလာတယ်။ဒီမှာပဇွန်ပါတယ်။ဒါကင်းမစုံ။ဒါကင်းမစုံဟာ။ဒီမှာကင်းမစုံနဲ့။ချစ်ချပါပါပေါ့နော်ဒါ။ချစ်ပါပေါ့။ဒကောင်ပဲပါ။အဲ့ဒါကံလေးပဲဒီဘက်ဆိုကြီးတယ်လေ၃၅00ရောက်ပါတယ်။အော်၃၅00နဲ့အမလေး။ဒါအခုမှပိုက်ချလာတာနော်။ ောက်လေးဒီကောင်လေးကရှင်းနေသေးရလားမသိဘူး ော့တသေးလေးပေါ့ဟိုဟာမြင်ငပြီးလောက်တဲ့ပုံစံရှိရဲ့နောက်ကြားပုံပင်လေပုံပေါ့နော်အဲ့ပုံလေးတွေကစားလို့ရတယ်နောက်ငားလေးရဲ့တသေးလေးတွေနောက်ငဒံတကောင်ရှိရဲ့ပေါ့နော်ရဲဈေးတွေကတော့ရေငုံတက်အများကြီးတက်တာရဲ့အဲအခုပဇောက2000ဘူးငဒံတကောင်ပေါ့နော်ငဒံတကောင်က4000လောက်နဲ့အဲ့ဒါဝယ်တာပါနောက်ကငါရွာလေးပေါ့နော်ဒေါ်ငင်းရဲ့စစောကညီမနမကပြောပြောဟောအဲလီစစောပြောလိုက်တယ်ကနန်းကနန်း ှင်းနေရှင်းနေသူကလည်းဖမ်းမိတာပဲလားလေးတော့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 ဟုတ် ခုဝင်ဝင်ရာကအလဲစုကြီးရွာတဲ့အလဲစုကြီးရွာကတန်ငါရွာလေးပေါ့နော်အဲ့ရွာလေးကပဇွန်နေငါးရေဝယ်တာဖြစ်ပါတယ်စစောအန်ဒီရဒေါ်ငယ်တဲ့သူကဖျားလေးစုကြီးရွာတဲ့ဒီမှာလာရောက်နေအပြူကြီးတဲ့အဲသူဆရာဝယ်လာပေါ့နော်အများကြီးပဲပဇွန်နေက2000ဘူး9000ဝတ်ထုတ်ပြီးကြီးအများကြီးပဲရကဲအခုအချိန်က2နာရီခွဲပါတော့မယ်နောက်တော့ရန်ကုန်4နာရီလောက်မောင်းအောင်ပါဆိုတော့ 亚马龙梅。Yeah, နောက်ထပ်တွေ့မြင်ရတာကတော့ဒီကြားပေါင်လေးပေါ့နော်အဲဝါးတွေနဲ့တိဆောက်ထားတဲ့တဲအိတ်တွေနဲ့ဒီကြားပေါင်တွေဟာပင်လယ်ထဲမှာလာပေါင်းများစွာငါးဖက်နဲ့အလုတ်ကိုလုတ်ကင်တဲ့ဝါးပေါင်တွေဖြစ်ပါတယ်ဒီဝါးပေါင်တွေမှာရေလုတ်သားတွေဟာလာပေါင်းများစွာပင်လယ်ထဲမှာနေထိုင်ပြီးတော့ငါးဖက်နဲ့အလုတ်ကိုလုတ်ကင်ရတာဖြစ်ပါတယ် တာတော့ငင်းရွာတွေမှာရေခဲဝွေဝဲတာပေါ့နော်စစောက9ရက်ပစုံကရန်ကုန်ရောက်ရင်လက်ဆက်သေးတယ်ဆိုပေမဲ့ဟိုရေခဲလေးရိုက်တာတော့ပိုကောင်းတာပေါ့နော်ဒါကြောင့်ရေခဲဝွေဝဲရပါသူကရေခဲကိုဒီလိုပွဲနဲ့ထားတယ်ဒါကြီးကဲကတော့ဒီလိုခွဲနေတယ်ခါတာမဟုတ်ရေပြော်ရယ် coi oh. được mà Kau tanya ni biar yang kau biar mibo, no? ဒါကလမ်းမအေးအေးဝဲတောက်တာပါအဲဒေါ်ငိမ့်ကန်းကြီးကအဲရန်ကုန်ကနေဆိုရင်၄အဲ၄နာရီ၄နာရီခွဲမောင်းရတယ်ပေါ့နော်သူရဲ့မောင်းရဲ့နှုံးကဒီငွေဆောက်ချောင်းသာကိုသွားနှုံးနဲ့တူတူပဲပေါ့ဒါကြောင့်ဒေါ်ငိမ့်ကိုဒေါ်ငိမ့်ကဒီငွေဆောက်ချောင်းသာလောက်နာမည်လည်းမကြည့်ဘူးပေါ့နော်လာရဲ့လူလည်းဧည့်သည်လည်းရှားတယ်ပေါ့နော် ဟိုရေရလဲဝေးစားချောင်းတာနဲ့ရှင်မကြည့်ဘူးရေနောက်ဟိုနောက်တယ်ပေါ့နော်ဒါပေမဲ့အဲငွေဆောင်ချောင်းသားတွေကကိုကခဏခဏရအဖွေခါကြဒီတော့ဒေါ်ငိမ့်ကန်းကြီးကဘလို့ရှိမလဲဆိုတော့လာကြည့်လိုက်တာပေါ့နော်ဟိုမရဟူးရဲ့နေရာလေးတွေတွားကြည့်တာပေါ့နော်အဲကန်းကြီးကအကျယ်ကြီးပဲအဲตาရတယ်အဲ့ဒီရေကတော့တိတ်မကြည့်ဘူးဒါပေမဲ့ကန်းကြီးချင်းရှင်ငွေဆောင်ချောင်းသားနဲ့တူတူပဲ ရေရလွဲလို့ပေါ့နော်ဒီတော့ငါးဖက်နဲ့တငါလေးလေးတွေကစားရှိတယ်သားရတယ်အဲတော့တော့တော်ချင်းကဲတွေကဒီဘက်လာဂျိုးနဲ့ပါတယ်ကဲအခုပြန်ကုန်ပြန်ပါပြီဘလော့လေးကတော့ဒီဒီဘက်ဘလော့လေးကတော့ဒီလောက်ပါပဲတတားဒီလားတစ်ထပ်လူရဲ့ဒီလမ်းလေးလားလို့ရိုက်ပြရတာ ဒါတပူကို3,500ပါလင်ကဒီပပေးမုံနံပါတ်ကြီးပေါ့နော်ရအောင်ပါ